ခုဆိုရင်မင်းသားတော်တော်ကတော့အဲ့လိုဒီရဘူးကတော့မှတ်တိုင်ပေါ့မှတ်တိုင်လေးတစ်ခုဖြစ်တယ်ဟောမင်းသားတော်တော်အခြေခံရတယ်အဲ့တော့အရန်ပြောပါတယ်။ဒီရောက်ကအထူးသမားမကြောက်ဘူး။မကြောက်ဘူး။ကျွန်တော်မကြောက်ဘူးအဲ့ဒီတော့တော့ဟိုခေါင်းရိုးတော့မကျိုးဘူး။အဓိကကိုယ့်ပုံမှာပဲမူတရားလေ။ဟိုကျွန်တော်ပြီးတော့ character တစ်ခုချင်းစီလာတဲ့ပုံမှာလည်းအများအားဟိုဒီပုံစံကြီးကိုပဲမတော်ဘူး။ကိုယ့်ကိုယ်တိုင်လည်းအများအားပြင်ဆင်နေ ဟိုဘယ်ပြောမလဲဇက်ကောင်စရိုက်ကိုမွေးတယ်ပြီးတော့အဲ့ဇက်ကောင်ပေါ်မှာတစ္ဆာရှိတယ်ပြီးတော့ပေးရဲ့ဇက်ကောင်တောင်းဝင်ကြအောင်လုပ်တယ်ဘာနဲ့ပြောရရင်ဒါကျွန်တော်ပထမဆုံးကော်မတီလို့ပြောလို့ရခက်ခဲတယ်မကြောက်ရဘူးပိုလောက်ရခက်တယ်ဒါပေမဲ့ဟိုဘေးမှာတကယ်ခါသာပညာရှင်တွေရွက်လေအာကိုကိုပြုံးဝေဆိုးတို့ကဲလိုက်တို့ ပြီးတော့ကျွန်တော်အဓိကတွဲပြီးလုပ်ဆောင်ရတာအိုးရိုင်းပေါ့နော်အိုးရိုင်းရဲ့သားဆိုတော့အဖေနေရာနေတကယ်အတွက်အတွက်ပတ်မိအောင်အများကြီးဘေးကနေပြီးတော့တင်ပေးပါတယ်ကိုပြိုးလည်းတင်ပေးရပေါ့နော်ဆိုတော့ပြီးတော့ writer လိုချင်တဲ့ဟာလေးလည်းစူးစမ်းပြီးတော့လုပ်ထားပါတယ်ခင်ဗျာဟုတ်ဒီနေ့ကတည်းကကမျိုးလေးနော်ဟုတ်ချိုးခိုင်းပြီးလိုက်ချောင်းလာပါဟုတ်တယ်ဒီချိုးတာကိုလိုက်လိုက်ချောင်းလာတည်းရဲမှာဟမ်ဟေးအဲ့ဒါဆိုရင်တော့ရိုက်တယ်ကွာဟုတ်ပြီလားအဲ့ခန်းကလေ ကျွန်တော်တို့တိတ်တယ်အများကြီးရိုက်လိုက်ရတာခံပါတော့အဲ့အဲ့နေရာလေးကအိမ်သားဟိုကျင်းတော့ကျွန်တော်ကင်မရာထက်ပါနည်းနည်းတိုင်ပတ်တာပါတော့အဲ့လိုမျိုးလေးရှိတော့ဟောနည်းနည်းခက်ခဲခဲနေတော့အဲ့ခန်းလေးကရိုက်ထားတယ်ပြီးတော့အဲ့နေ့မှာမလင်းရလဲနေမကောင်းဘောဘလူးစစအဲ့နေမကောင်းသူဘိုက်အရန်နာဘိုက်အရန်အောက်ပြီးတော့ဘာမှမလုပ်နိုင်အော်တော်တော်လေးသူအတင်းပြီးတော့အဲ့ခန်းလေးရွှေ့ဆောင်ထားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုကရိုက်ချလိုက်တာအချလိုက်တာပြောလိုက်တာ ။အော်ဒါတော့ဇက်ဇလန်းနဲ့ဆန်ညိုအရာတော့လုံးပါပဲ။နေမကောင်းတာအိမ်မှာပဲနေခဲ့။ဟိုဘရင်းဘော်ကြီးကပွင့်သွားတယ်တခါကြီးပွင့်မှန်းနော်။ဟော။အဲ့လိုပေးရတယ်။ကိုတိုင်းတော့မကြုံဘူးပြင်မဲ့။ဒါတော့ဖြစ်နိုင်တာပဲ။ကိုမမြင်တဲ့ဒီရတယ်အများကြီးရှိတယ်။ဆိုတော့မြင်လည်းမြင်နေမှာပဲဟုတ်။ကျွန်တော်ဒီကားမှာသူက ရိုင်ဒါအစုံလေးပေါ့နော်မရှိနေပါမယ်အဲပြီးတော့ဇက်နင်းသားပါမယ်ပြီးတော့ဂျပန်စစ်ဘူပါမယ်ဆိုအစုံလေးမျိုးစုံလေးထည့်ထားရဲကျွန်တော်ကြည့်ရတဲ့အခါမှာပြည်တဲ့အနေနဲ့လဲကျွန်တော်ပုံမှန်တော့တရားကားကြီးဟိုလိုမဟုတ်ပဲねတကယ် quality ကောင်းကောင်းနဲ့ရိုက်ထားတယ်တကယ် time time comedy ဒီ horror guy နဲ့စင်တယ်ပေါ့နော်ဟိုကြည့်ရတဲ့အခါမှာလဲဟိုဒီရိုက် ရိုက်ကူးထားတဲ့ shot တွေကစဆဆန်းလေးမြင်ရမှာပါအခုဆိုရင်မနာတော့တော့တော့အဲ့လိုဒီရဘူးကတော့မှတ်တိုင်ပေါ့မှတ်တိုင်လေးတစ်ခုဖြစ်တယ်ဟောဘယ်နာတော့တော့အခြေခံရတယ်ဟောအဲ့တော့အရန်ပြောပါတယ်အကိုစိုးစားကဲနှစ်တရာလဲ10နှစ်ရှိပြီဟုတ်ဟောမဖြစ်ဖြစ်နဲ့အရာထင်လာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဆက်ပြီးတော့ရက်နေလို့မရအောင်ပေါ့ဆက်ပြီးအများကြီးစိုးစားအောင်ပါပါအခုမှဒါဟိုအစ်စ်ပဲရှိရဲဟုတ်ကဲ့ကဲ့ ကာရက်တာတော့အစုံလုပ်ချင်တာပေါ့နော်အခုကတော့ဟိုစာပိုင်းရမ်းချစ်တယ်အခုဆိုရင်ဘုံသွားတယ်အဲ့လိုမျိုးတွေပေါ့အော်နောက်ကားမှာကျတော့လည်းအဲ့လိုအရန်စိုးပြီးတော့မှဘယ်လိုမျိုးလေးထပ်ပြီးတော့ပြိတက်ကိုထပ်ပြီးဟိုကိုလုံးနိုင်တဲ့ဟာလေးနဲ့ဆွဲဆောင်လို့ရမလဲပေါ့ဟိုလုံးလုံးကြည့်ချင်ပါသေးတယ်ကာရက်တာမျိုးစုံပေါ့ညာဘုကအထူးကားမှာကြောက်နေတာမကြောက်ဘူးကျွန်တော်မကြောက်အဲ့ဒီတော့ဟိုခေါရိုးတော့မကြောက်ဘူး ဓိကကိုယ့်ပုံမှာပဲမူတည်ရတယ်ဟိုကျွန်တော်ပြီးတော့ character တခုချင်းညီလာတဲ့ပုံမှာလည်းအများရန်ဟိုဒီပုံစံကြီးကိုပဲမတော်ဘူးကိုယ့်ကိုယ်တိုင်လည်းအများရန်ပြင်ဆင်နေဟိုဟိုဘယ်ပြောမလဲဇက်ကောင်စရိုက်ကိုမွေးတယ်ပြီးတော့အဲ့ဇက်ကောင်ပုံမှာတစ္ဆာရှိတယ်ပြီးတော့ပေးရဲ့ဇက်ကောင်တာဝန်ကြီးအောင်လုပ်တယ်အဲ့တော့ဒီဇက်ကားပြီးရင်ဒီဇက်ကားမှာလည်းသူကဒါဖြစ်နေဘူးအဲကျွန်တော်အခုနှကားပြရပါတော့နော်ဟိုအချက်မှာပြည့်ရှိတယ်ဆိုတော့တပုံစံလေးပေါ့ဟိုချစ်တော့ချစ်တယ်မတူဘူးပေါ့အဲ့လိုမျိုးလေးတော့စူးစမ်းပြီးတော့ ဟိုပြင်ပြင်ဆင်ပြင်ဆင်ထားပါတယ်ဟုတ်အခုကျွန်တော်တရားဥကိုအရင်အားပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအာကျွန်တော်ကိုဆက်ပြီးတော့နောက်ထပ်မဲ့ guide ပါလဲအများကြီးအားပေးကြဖို့ကျွန်တော်ဒီနေ့ညပြောချင်ပါတယ်အချစ်တွေလည်းအများကြီးရလို့လည်းရမ်းပျော်ပါတယ်အာဆက်ပြီးကြိုးစားကြိုးစားပါဦးမယ်ခင်ဗျာကျေးဇူးအများကြီး